ားလုံးပဲမိင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တဲ့အောင်းနိုင်မိင်္ဂလာပါ။ Norway team ရဲ့တိုက်စစ်မှု Alihalan က San Siro မှာကစားခဲ့တဲ့ Italy နဲ့ World Cup Qualifier နောက်ဆုံးပွဲဒီပွဲက Italy က Norway ကို6-0ပြတ်မှချစ်စပွဲအောင်မှာဖြစ်လို့ Norway အနေနဲ့ကိုပြက်ရှုံးရင်တောင်ချစ်စပွဲအောင်မဲ့အနေထားမှာအုတ်စုတွင်မှာပွဲတိုင်းရလက်နိုင်ပွဲနဲ့အတူချစ်စပွဲအောင်သွားပြီဖြစ်တယ် နော်ဝေးသင်းနဲ့ပတ်သက်လို့ရှိရင်1998ကမ္ဘာဖလားပြိုင်ပွဲမှာသူတို့ချစ်စပွဲအောင်တယ်ယူရို2000မှာသူတို့ချစ်စပွဲအောင်ပြီးခရဲကနေသူတို့အနေနဲ့နိုင်ငံတကာပြိုင်ပွဲကြီးတွေကိုဝင်ရောက်ရှင်ပြိုင်ခွင့်မရှိတာကြားပြီးနော်ဝေးနိုင်ငံအတွက်ဒါဒီဂျေဟာအဲလင်ဟာလန်ဦးဆောင်ခဲ့တဲ့အဓိကဖြစ်ပြီးတော့ဟာလန်ကနော်ဝေးရဲ့ချစ်စပွဲတစ်လျှောက်ပွဲတိုင်းကိုးသွင်းတဲ့သူဖြစ်မှတ်တမ်းတင်လိုက်တယ်ဒါဒီနေ့ရာသီလေဝေးစင်တဲ့ကလပ်အသင်းမှာစုစုပေါင်း32ခုတွင်ထားတယ် တာနော်ဝေးလေးရေးစစ်အတွက်အယ်လီဟာလန်ကတိုတယ်48ပွဲမှာ53ခုသွင်းပြီးတော့ဒီနေ့ရာသီအတွက်အကောင်းဆုံးစွမ်းဆောင်ရည်ပြသထားတယ်။ World Qualify မှာဟာလန်အနေနဲ့ဒါ record breaking မှတ်တမ်းရတယ်။ဆိုတော့နော်ဝေးသင်းကိုကြည့်ရင်ဘာကြောင့်ဒီလောက်ထိကောင်းလဲပေါ့လေ။ဒါဂတူဆိုရဲ့အီတလီကလည်းပထမဘယ်လိုပြောမလဲဆိုတော့ပထမပိုင်းမှာအကောင်းဆုံးကစားတယ်ဒါပေမဲ့သူတို့ပထမပိုင်းမှာလိုချင်တဲ့ကိုယ်တွေမရတဲ့နောက်ပိုင်းမှာကစားလုံးဝချလိုက်တယ် ဓိကကတော့သူတို့ရှင်းတယ် play off မှာသူတို့ injury မဖြစ်ဘူး ACC ကစားအချိန်ဒုတိယပိုင်းမှာ Norway ကတင်ကစားတယ်ပထမပိုင်းတော့တော့ Norway က walking pace ပေါ့ဗျာသူတို့ဘာ pressure မှမရှိ ACC ကစားတယ်ဒါပေမဲ့ဒုတိယပိုင်းလည်းကြောင်း Norway ကစားဖို့ကောင်းတယ် Esposito ရဲ့ဥဆောင်ကိုလည်း Italy twin ထားပေမဲ့ဒုတိယပိုင်းမှာ Norway က Nusa ဒါ Itran front pack ကိုပြောင်းသွားတဲ့ဒီကစားမှာတော်တော်လေးဒီဘယ်လိုပြော Nusa ကတော်တော်လေးကောင်းပြီးတော့ ဒါအခုလက်ရှိမှာနော်ဝေးကခြေစွမ်းပြတယ်။နော်ဝေးအသင်းကအခုနောက်ဆုံးမှဆိုရင်ဒါအဲလင်ဟာလန်ခြေစွမ်းပြပြီးတော့9ကိုးစတိုက်သွေးပြီးတော့ဟာလန်စားလူစားဝင်လာတဲ့စတလာစင်ဝူဗာဟန်တိုင်ရဲ့တိုက်စီမှုကိုတိုင်တကူထက်သွင်းတယ်။အီတလီကနော်ဝေးကိုအိမ်ကွေးမှာဒါလီကိုတကူပေါ့လေ။ဒါလီကိုတကူကအီတလီသင်းတွက်တော့တော်တော်လေးဂက်တူဆိုကအီတလီကိုဒါဂက်တူဆိုကအီတလီနီးပြရာတူအနေနဲ့စခိုင်းတဲ့ပထမ9ပွဲစတိုက်နိုင်တယ်။ဒါပေမဲ့သူ့ရဲ့ biggest test အရေးကြီးဆုံးခြေစွမ်းကိုစမ်းသပ်ရမယ်ပွဲကဒီပွဲပဲသူဘလောက်လုတ်ပြမလဲဆိုတာကိုမျှော်လင့်ထားပေမဲ့တကယ်တမ်းပါတော့အီတလီဟာဖေလူဝါဖြစ်သွားတယ်။နော်ဝေးကဟာလန်ရဲ့ twin goal နှစ်ဂိုးရဲ့လာဆင်ရဲ့ twin goal တစ်ဂိုးအပါအဝင်နူဆာသူတို့အသင်းမှာတကယ်နော်အလက်ဆန်ဒါဆာလိုလည်းရှိတယ်၊လာဆင်လည်းရှိတယ်၊ဟာလန်လည်းရှိတယ်၊နူဆာလည်းရှိတယ်၊အော်စကာပေါ်ရှိတယ်၊နောက်တပ်မှာဘရန်ဖို့ကအာရရှိတယ် ပြီးတော့မှအာရအပြင်ကို Brandford ကအာရအပြင်ကိုမှဒါ Borussia Dortmund ရဲ့ Reason ဒါ Fulham ရဲ့ Sanderbad တို့အားလုံးရှိတယ်ဆိုတော့ Norway ကအီတလီရဲ့ San Siro ကိုမှအီတလီအသင်းကို၄ဂိုးတခုနဲ့နိုင်တယ်ဆိုတော့ပထမအကြော်တုန်းကအီတလီကိုသူတို့၃ဂိုးပြန့်နေနိုင်တယ်အဲတော့ကတော့ကျွန်တော်စဉ်းစားတာပေါ့လေโอเคဒီစပယ်လတီအသင်းကတော်တော်လေးညံ့တယ်လို့ထင်ပေမဲ့တကယ်တမ်းကျတော့နော်ဝေးကတော်တော်လေးကောင်းနေပြလုံလောက်တဲ့ performance ခြေစွမ်းပြသခဲ့တယ်ဒါပေမဲ့အီတလီဘက်ကပြန်ကြည့်တဲ့အချိန်မှာဘာလဲဆိုတော့ ီတလီဟာ walk out အောင်ဖို့အတွက်ဆိုရင်သူတို့ဒီ performance ကောင်းကောင်းပြဖို့လိုတယ် play off မှာသူတို့ performance ကောင်းကောင်း Norway ကတော့အခုအုပ်စုပွဲစဉ်တစ်လျှောက်လုံးပေါ့လေဒါအုပ်စုပွဲစဉ်တစ်လျှောက်လုံးကိုအကောင်းဆုံးဆွမ်းဆောင်ခဲ့တယ်အုပ်စုပွဲတိုင်းအောင်တဲ့အသင်းဒါ노웨이အသင်းကအုပ်စုပေါ့လေ World Cup qualifying ရဲ့ဒါဒီစမှာ Moldova ကိုသူတို့5ဈေးနဲ့နိုင်တယ်။ Israel ကို4-2နဲ့နိုင်တယ်။အိမ်ကွင်းမှာ Italy ကို3ဈေးနဲ့နိုင်တယ်။ Estonia ကို1ဈေးနဲ့နိုင်တယ်။အဝေးကွင်းမှာဒီဘယ်လိုပြောမလဲ ဒါ AB အင်ကွင်းမှာမိုးတူပါကို11နဲ့နိုင်ပြီးတော့ဒါနော်ဝေးကမိုးတူဒီ Israel ကို5-0နိုင်လို့နောက်တစ်ဖက်ကနော်ဝေးက Astoria ကို4-1နဲ့နိုင်ပြီးတော့နောက်ဆုံး Italy ကိုသူတို့4-1နဲ့ပါထပ်ပြီးကိုးပြတ်နိုင်တယ်။ဒါကနော်ဝေးတမိုင်းတလျှောက်ပထမအဆုံးအကြိမ်ဒါအီတလီကိုပြီးခဲ့တဲ့တစ်ခေါက်3-0နဲ့နိုင်ပြီးအချိန်မှာဒီချိန်အီတလီကို back to back 3-0တပွဲ4-1တပွဲနိုင်ပြီးတော့ အောက်စုပွဲတိုက်အနိုင်ရတဲ့အသင်းပေါ့လေဆိုစပိန်လည်းအခုတော်တော်သေဆိုဖာယာပွဲတိုက်နိုင်ထားတယ်အင်္ဂလန်ကပေးကိုမရှိတဲ့တောင်ပွဲတိုက်နိုင်ထားပြီးတော့နော်ဝေးကအင်္ဂလန်လိုပဲပွဲတိုက်ပွဲဆက်တိုက်နိုင်ပွဲရရှိပြီးချေစပွဲအောင်တယ်ဟာလန်ကတော့ယူရိုတမိုင်းတစ်လျှောက်မှာလေဗန်ဒေါစကီတင်ထားတဲ့2018က16ခုတီတွင်းတဲ့စံချင်ကိုသူကလိုက်နီခဲ့ပြီးတော့ဒီနေ့တွင်းကို2ခုနဲ့တူနိုင်ငံလေးစင်းနဲ့ကလပ်က32ခုနဲ့နော်ဝေးအသင်းထိုက်တိုက်တဲ့နိုင်ချေစပွဲအောင်သွားခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်